စစ်ဘေးဒုက္ခတွေကြုံနေရတဲ့မြန်မာပြည်ကပြည်သူတွေကိုနိုင်ငံတကာကမေ့မထားကြဘူးနဲ့ပြစ်မထားကြဘူးပုံရဟန်းမင်းကြီးလီယိုကတိုက်တွန်းမိန့်ကြားလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစိန့်ပီတာရင်းမြန်မာပြုလုပ်တဲ့အပတ်စဉ်ဆူတောင်းပွဲမှာပုံရဟန်းမင်းကြီးလီယိုကအခုလိုမိန့်ကြားမြစ်တာရက်ခံခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်ဝန်အနေနဲ့ပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုမေ့မထားကြဘူး အကူအညီတွေပေးကြဖို့နဲ့ဆူတောင်းပေးကြဖို့ပိုယဟန်မင်းကြီးလီယိုကဝိပုဆူတောင်းပွဲတက်ရောက်လာသူဖျားဘူးထောင်ပေါင်းများစွာရှေ့မှာမြစ်တာရက်ခံတိုက်တွန်းလိုက်တာပါလက်နက်ကိုင်းပရိပခါတွေအတင်းအကျပ်နေရရွှေ့ပြောင်းခံရတာတွေအခြေခံအရင်းမြစ်တွေချိုးတဲ့ခြင်းတွေကြောင့်ဆက်လက်ခံစားနေရတဲ့မြမပြည်သူတွေအတွက်ပိုယဟန်မင်းကြီးလီယိုကစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်မိကြသွားပါတယ် ဒါဟာပိုယဟန်မင်းကြီးလီယိုအနေနဲ့နိုင်ငံတကာအတိုင်ဝန်းနေနဲ့တတိပြုမိအောင်ဒုတိယအကြိမ်မြောက်ဆူတောင်းတိုက်တွန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလတုန်းကဝစ်ပြုဆူတောင်းပွဲမှာလည်းပိုယဟန်မင်းကြီးလီယိုကမြန်မာမှာစစ်ပွဲတွေရပ်တန့်ပြီးအားလုံးပါဝင်ခွင့်ရှိတဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကလည်းငြိမ်းချမ်းရေးနည်းလမ်းတွေရှာနိုင်ပါစေလို့ဆူတောင်းပေးခဲ့ပါတယ်။အလားတူကဘာမြေကြီးရဲ့နေရာမျိုးစုံမှာ လက်နက်ကင်ပရိပခါတွေကြောင့်ဆင်းရဲဒုက္ခရောက်နေသူတွေအတော့စိုးရိမ်ကြောင်းသူကဆိုထားပြီးဝိပုစုတောင်းပွဲမှာသူနဲ့အတူပါဝင်စုတောင်းပေးကြဖို့ကိုလည်းပိုယဟန်မင်းကြီးလီယိုကပြောကြားခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းစစ်ကြောင်းလူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီးပြည်သူ၃တသမ၅သန်းခန့်ဟာလည်းပြည်တွင်းမှာအုံမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေမှာကပေးကြီးအဆင့်ကိုရောက်ရှိနေပြီး 2025ခုနှစ်မှာလူပေါင်းတန်း20နီးပါးအကူအညီလိုအပ်မှာဖြစ်တယ်လို့ဆိုထားပါဗျ။မြန်မာအာဏာသိမ်းစစ်တပ်ကကျင်းပမဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရကလက်ခံအတိမတ်ပြုသွားမှာမဟုတ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကကျင်းပခဲ့တဲ့နယူးဇီလန်လွှတ်တော်မှာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတမှာမဟုတ်တာကြောင့်နယူးဇီလန်အစိုးရအနေနဲ့အဲ့ဒီရွေးကောက်ပွဲကိုအတိအမတ်မပြုလက်မခံတင့်ကြောင်းအဆိုကိုလွတ်တော်တက်ရောက်လာတဲ့အမတ်အားလုံးကကန့်ကွက်သူမရှိဘဲထောက်ခံအတည်ပြုခဲ့တာပါအဲ့ဒီအဆိုကိုလေဘာပါတီကတင်သွင်းခဲ့ပြီး Green Party ကတင်းနူတူအိုနိုကထောက်ခံခဲ့ပြီးနယူးဇီလန်နိုင်ငံသားရေးဝန်ကြီး Winston Peter ကလည်းအားလုံးပါဝင်တဲ့ I move that this House expresses grave concern that the Myanmar military regime's elections, as currently planned, cannot be free nor fair and will not lead to sustainable peace. The war criminals running Myanmar are planning to hold elections before the end of this year. Uh, and I know that it will be meaningful uh, for the diaspora community, Myanmar communities here in Aotearoa, around the world, and indeed in Myanmar uh, itself. စစ်မှန်သောအတိုက်အခံပါတီတွေမရှိတဲ့ရွေးကောက်ပွဲအပေါ်အများပြည်သူကဝေဖန်မှုပြုလာကိုပင် ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကို အတီးပြုထားခြင်းကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲ အစီအစဉ်တွေတိတိတသားချိုးယွင်းနေတာကို ဖော်ပြနေတယ်လို့နယူးဇီလန်လွှတ်တော်အမတ်တွေကပြောဆိုကြပါတယ်။ စစ်တပ်ရွေးကောက်ပွဲဟာအ धिक အတိုက်ခံပါတီကြီးတွေမပါသလိုတနိုင်ငံလုံးမှာလည်းမလုံနိုင်ပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Facebook ပေါ်မှာဝေဖန်ရင်းအောင်ဖန်စီထောင်ချနေတယ်လို့လည်းပြောပါတယ်မိုးအဆက်မပြတ်ရွာသောနာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းကနမ်မတူအပါအဝင်မြို့လေးမြို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပြီးမြေပြိုမှုနဲ့စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ နမ်တူမန်တိုနမ်ဖကာမြို့နယ်မိုင်ဝီမြို့နယ်တို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပြီးမြေပြိုမှုနဲ့စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNLA ကနိုဝင်ဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။နမ်ဖကာမြို့နယ်ကဟိုမောရေချောင်းမှာရေကြီးရေရှမ်းပြီးဒေသခံတွေရိတ်သိမ်းထားတဲ့စပါးခဲတချို့လည်းပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ နန်းဘက်ကခမောပါဘက်မှာလေတောတွေဟာအေက600ဝန်းကျင်ရှိပြီးချောင်းနဲ့နီးတဲ့လေကွက်ထဲကစပားတွေဟာလည်းရေကြီးလို့မြို့ပကုန်တာဖြစ်တယ်လို့ဒေသခံလေသမားတအူးကပြောပါတယ်။မိုးသေးထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့်နံမတူချောင်းရည်မြင့်တက်ခါမိုင်းရင်ကျေးရွာအုပ်စုမှရှိတဲ့နေအိမ်တွေနဲ့ရိတ်သိမ်းဆဲစပားတွေလည်းရေဝင်ရောက်တာကြောင့်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်နံမတူချောင်းနဲ့နမ်လာချောင်းတို့မှာ ချောင်းရင်မြင့်တက်လာတာကြောင့်ချောင်းနီးမှာရှိတဲ့နေအိမ်တွေအတွင်းကိုရေဝင်ရောက်မှုတွေလည်းဖြစ်ပေါ်နေကောင်းနေထိုင်သူတွေဘေးကင်းရာကိုယာယီရွှေပြောင်းနေကြရတယ်လို့သိရပါဗျ။အော်တိုဘာလကုန်နဲ့နိုဝင်ဘာလစန်းပိုင်းမှာမြန်မာနိုင်ငံဒေသအများစုမှာမိုးကောင်းခဲ့ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။မိုးဆက်ကောင်းနိုင်တာကြောင့်ရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုအန္တရာယ်ကိုကြိုတင်ကာကွယ်ကြဖို့နဲ့တတိပြုကြဖို့ DNL ကထုတ်ပြန်ထားပါဗျ။ ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးလှရှိုးပြည်တော်စုလမ်းမကြီးတစ်လျှောက်မှလည်းမိုးရွာသွန်းနေတာကြောင့်ခီးသွားရင်လည်းသတိပြုမောင်းနှင်ကြဖို့လည်းအတိပေးထားကြပါရစေ။မြန်မာနိုင်ငံရဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍဟာကုန်ကြမ်းနဲ့အလုံသမားရှားပါးမှုတွေကြောင့်တိုးတက်မှုနေကွေခဲ့ပြီးမြန်မာစီးပွားရေးလုပ်ငန်းတွေအပေါ်ယုံကြည်မှုဟာလည်းဆယ်လအတွင်းအနိုင်ဆုံးကိုကြာဆင်းသွားခဲ့တယ်လို့လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာသုတေသနအဖွဲ့ S&P Global ရဲ့အော်တိုဘာလာထုတ်မြန်မာထုတ်လုပ်မှု PMI စစ်တမ်းမှာဖော်ပြထားပါတယ်။အော်တိုဘာလာမှာထုတ်လုပ်ရေးတိုးပွားမှုအချိန်က မဆိုစလောက်ညတာဖြစ်ခဲ့ပြီးလုပ်ငန်းအသစ်တိုးပွားမှုကလည်းစက်တင်ဘာလနောက်ပိုင်းမှာလျော့ပါလာခဲ့တာကိုစစ်တမ်းအရသိရပါတယ်။ကုန်ပစ္စည်းပြတ်လတ်မှုတွေကြောင့်အဓိကဖြစ်ပွားနေတဲ့ထောက်ပံ့ရေးအပိုင်းမှာ စိန်ခေါ်မှုတွေဟာ အလုံးစုံ တိုးပွားမှုကို အကန့်အသတ်ဖြစ်စေခဲ့တယ်လို့လဲဆိုပါတယ်။ကုန်ကြမ်းရှာပါမှုကြောင့်ကုန်ပစ္စည်းတွေပေးသွင်းချိန်ကြာမြင့်ခဲ့ပြီးထုတ်လုပ်မှုကုန်ကြစရိတ်တွေလည်းတိတိတသားမြင့်တက်လာကငွေကြေးဖောင်းပွားမှုနှုန်းမှာရှစ်လအတွင်းအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ဒါအပြင်အလုံသမားရှာပါမှု ပြဿနာတွေလည်းကြုံတွေ့ခဲ့ရပြီး အလုံအကန့်ခံအမှုမှာဖေဖော်ဝါရီလနောက်ပိုင်း အနိုင်ဆုံးအဆင့်ကိုကျဆင်းခဲ့တယ်လို့ဆိုထားပါဗျ။ထုတ်လုပ်ရေးကဏ္ဍတဝန်းကကုမ္ပဏီတွေက လာမယ့်12လအတွင်းထုတ်လုပ်ရေးတိုးပွားမှုကိုမျှော်မှန်းခဲ့ကြပေမဲ့ယုံကြည်စိတ်ချရမှုအဆင့်ကအားနည်းခဲ့ကအနေငယ်မြပဲအပြုသဘောဆောင်ခဲ့တယ်လို့သိရပါဗျ။2025ခုနှစ်ဒုတိယနှစ်ဝက်ဟာပထမနှစ်ဝက်ထက်ပုံမှုကောင်းမွန်ပုံပေါ်ပေမဲ့ကုန်ကျန်းနဲ့အလုံသမားရှားပါမှုတွေကြောင့်ဝယ်ယူမှုတွေတိတိတသာသာကျဆင်းခဲ့က လက်ကျန်ပစ္စည်းတွေနဲ့ထုတ်လုပ်နိုင်စွမ်းအပေါ်ဖိအားတွေဆက်ရှိနေပြီးဈေးနှုန်းဖိအားတွေလည်းပုံမှန်ပြင်းထန်လာပါတယ်လို့ဆိုထားပါဗျ။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာ တိုင်ဖုန်းမုန်တိုင်းကဲလ်မာဂီတိုက်ခိုက်မှုကြောင့်လူတရာနီးပါးသေဆုံးခဲ့တယ်လို့အာဏာပိုင်တွေကအတည်ပြုထားကြောင်းဖိလစ်ပိုင်ကလာတဲ့သတင်းတွေရသိရပါဗျ။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုအခုနှစ်အတွင်းဝင်တိုက်တဲ့မုန်တိုင်းတွေတဲ့ အပြင်းထန်ဆုံးဖြစ်တဲ့တိုင်ဖုန်းကယ်မာဂီကြောင့်လူဦးရေအများဆုံးစီဘူးကျွန်းမှာရှိတဲ့မြို့တစ်မြို့မှာတစ်မြို့လုံးရွေးလွှမ်းမှုခံခဲ့ရပြီးတေဆုံးသူအများအပြားရှိကပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့သိရပါဗျ။ရေကြီးမှုကြောင့်ဒေသခံတွေဟာနေအိမ်ခေါင်းမိုးတွေအထိတိတ်ရောက်နေထိုင်ခဲ့ရပြီးလူသိန်းချီဟာလည်းဘေးလွရာကိုပြောင်းရွှေ့နေရဆဲဖြစ်ပါတယ်။မုံတိုင်းကြောင့်စီဘူးဒေသဟာအသေးပြောက်အများဆုံး area လည်းဖြစ်လာခဲ့ပြီးတော့အဲ့ဒီဒေသမှာတေဆုံးသူ60ကျော်အထိရှိလာတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့စစ်ရဟတ်ယင်တစည်းကလည်းစီဘူးတောင်ပန်းမင်တာနာအိုကျွန်းပေါ်မှာပြတ်ကျခဲ့ပြီးတော့လူ6ယောက်သေဆုံးခဲ့ရပါတယ်။ရဟတ်ယင်နဲ့ဆက်သွယ်မှုပြတ်တောက်သွားတာကြောင့်ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေချက်ချင်းစတင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့လေယာဉ်မှုနဲ့အမှုထမ်းတွေရဲ့အလောင်းတွေကိုပြန်လည်တွေ့ရှိခဲ့တယ်လို့ဖိလစ်ပိုင်လေတပ်ကပြောပါတယ်။အဲ့ဒီမုံတိုင်းဟောင်းနိုဝင်ဘာလ9ရက်နေ့မှာဗီဆာရက်ကျွန်းစုတွေကနေတဆင့် တောင်တရုတ်ပင်လယ်တွေကိုဖျက်ဆီးမယ်လို့မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ဒါကြောင့်အိန္ဒိချင်းထိုင်းနိုင်ငံမှာလည်းကဲမာကီမုန်တိုင်းဝင်ရောက်တိုက်ခိုက်နိုင်တာကြောင့်နိုဝင်ဘာလ9ရက်နေ့ကနေ9ရက်နေ့အတွင်းမိုးသည်ထန်စွာရွာသွန်းပြီးရေကြီးနိုင်ခြေရှိတဲ့အတွက်အနီးကပ်စောင့်ကြည့်ဖို့ဝင်ကြီးချုပ်အနုတင်ချန်ဗီရာကူကညွှန်ကြားထားပါတယ်။အထူးသဖြင့်ဘန်ကောက်နဲ့အထူးကစီးပွားရေးဆောင်တွေမှာမိုးသည်ထန်စွာရွာသွန်းခြင်းနဲ့ရေကြီးနိုင်ခြေရှိတဲ့အတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ ဝန်ကြီးချုပ်ကပြောကြားထားတာပါ ထိုင်းမိုးလေဝသရဲ့ခံမှန်းချက်တွေအရမြောက်ပိုင်းအလယ်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေအထူးသဖြင့်ဘန်ကောက်နဲ့ပတ်ဝန်းကျင်ပြည်နယ်တွေမှာမိုးရွာသွန်းမှုများနိုင်ကြောင်းထိုင်းတောင်ပိုင်းဒေသတွေမှာလည်းမိုးသည်ထန်စွာရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခိုက်ခြင်းတွေဖြစ်ပေါ်နိုင်ပြီးအတမန်ပင်လယ်အထက်ပိုင်းမှာသင်းမောတွေတတိထားသွားလာဖို့အသိပေးထုတ်ပြန်ထားပါတယ်